။ Xiaomi ဖုန်းကင်တဲ့သူတိုင်းမဖြစ်မနေသိထားတဲ့စက်တင်လေးတစ်ခုကိုပြောပြပါမယ်။ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ပြောလေးမှာတော့ Xiaomi ဖုန်းတွေမှာဖြစ်တတ်တဲ့ error တွေအများစုကိုဖြည့်ရှင်းနိုင်မယ့်တစ်ခုသေးသောနည်းလမ်းလေးကိုကျွန်တော်ပြောပြသွားမှာပါ။ဒီနေ့လမ်းလေးရဲ့ main error ကဘာလဲဆိုလို့ရှိရင်ကျွန်တော် Play Store လို့နေရာတွေကနေ application လေးတစ်ခုကို down လိုက်တယ်ပြီးတော့ကျွန်တော်တို့ဖုန်းထဲမှာ twin လိုက်တဲ့အခါမှာပြန်ပြန်ထွက်သွားတဲ့ပုံစံမျိုးပေါ့နော်ဒီလိုအခါမျိုးမှာဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြသွားမှာပါ ခုလို error ဖြစ်ခဲ့ရခြင်းအကြောင်းရင်းကတော့ကျွန်တော်တို့ရဲ့ stable နဲ့ global ကွဲသွားတဲ့အတွက်ကြောင့်အခုလို့ဖြစ်သွားတာပေါ့နော်။ကက်ထားပါတော့အဲ့ဒီနီလန်းလေးကိုဘယ်လိုပြင်ရှင်းရမလဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲကိုအဲ့ဒီ software လေးရှိနေပြီလို့ပဲထားလိုက်မယ်။ဒီကောင်လေးပဲထားပါစို့ဒီကောင်လေးက install လုပ်တဲ့အခါမှာ error တက်ပြီးပြန်ပြန်ထွက်သွားတယ်ဆိုပါစို့ okay ဒီကောင်လေးကိုဒီတိုင်းပဲထပ်သားလိုက်ပါနှိပ်လဲမနှိပ်ပါနဲ့ဘာမှမလုပ်ပါနဲ့ပေါ့နော်အဲ့လိုမျိုးလေဖုန်းထဲမှာ software ရောက်ပြီးဆိုတာနဲ့ကျွန်တော်တို့အရင်ဆုံးလုပ်ရမယ့်ဟာက setting တွေကိုသွားမယ်ပြီးတော့ my device တွေကိုသွားပါမယ်ပြီးသွားလို့ရှိရင်ဒီ OS version ကိုကျွန်တော်တို့6ချက်အထက်စက်တိုက်နှိပ်ပါပေါ့နော်အဲအခုဆိုလို့ရှိရင်တော့ developer option ဖြစ်သွားပြီအဲ့ဒါဆိုတော့ကျွန်တော် battery နဲ့ပြန်ထွက်မယ်ပြီးရင်တော့အဆုံးကိုဆွဲချလိုက်ပါ ဒီနေရာမှာ additional setting ဆိုတာလေးရှိပါတယ်ပြီးတော့ဆိုတာထုံးစံတိုင်းမှာအောက်ဆုံးကိုဆွဲလိုက်မယ်အဲဒီမှာ developer option ဆိုတာလေးရှိပါတယ် okay အောက်ဆုံးကိုဆွဲချလိုက်ပါအောက်ဆုံးနေရှိပါပဲပေါ့နော်အစ်စ်မကြော်ပါနဲ့ဒီနေရာမှာ tan on system optimization ဆွဲကောင်လေးကိုပိတ်လိုက်ပါပေါ့နော်၅စက္ကန့်လောက်စောင့်ရပါဘောเนาะပြီးတော့ accept โอเคပိတ်ပြီးသွားပြီဆိုလို့ရှင်တော့ကိုလိုချင်တဲ့ software လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ install လုပ်လိုက်ရမှာပေါ့နော်အဲ့ဒါဆိုလို့ရှင်တော့အစောကဖြစ်တဲ့ error တွေဖြစ်မှာမဟုတ်တော့ပါဘူးဒါပေမဲ့ကျွန်တော်တို့နီလန်းလေးကမပြီးသေးဘူးပေါ့နော်အဲဥပမာကျွန်တော်တို့စာရိုက်ချင်တာပဲတစ်ခုခုဖြစ်နေတယ်ပေါ့နော်ကျွန်တော်စာတစ်ခုခုရိုက်လိုက်မယ်ဆိုပါစို့ setting ထဲကိုသွားမယ်ကျွန်တော်စာလေးတစ်ခုဆန်ပြီးရိုက်ကြည့်မယ် keyboard ကဒီလိုပုံစံမျိုးဖြစ်နေပါလိမ့်မယ် ကီးဘုတ်ဒီလိုပုံစံမျိုးဖြစ်နေတော့တစ်ခါတည်းကီးဘုတ်ကိုချိန်လို့ရရပါတော့။အောက်ဆုံးရဲ့ဒီတောင်လေးမှာကီးဘုတ်ပုံစံလေးရှိရပါတော့။ဒီကောင်လို့တစ်ချက်နေပါ။ပြီးရင်တော့ကီးဘုတ် setting ဆိုတာလေးကိုနှိပ်ပါ။ပြီးရင်တော့ manage ကီးဘုတ်ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်ပါ။ Okay ပြီးရင်တော့အောက်မှာ keyboard ဆိုတဲ့ကောင်လေးကိုဖွင့်ပေးရပါမယ်။ဒါဆိုလို့ရှိရင်တော့ကီးဘုတ်လည်း error မတက်တော့ဘူးပါတော့။ ခုလိုမျိုးလေးဖြစ်လို့ရှိရင်တော့ဒီလိုလေးသွားစစ်ပြီးပြန်ပြီးလှုပ်လှဲ့လို့ရပါတယ်ပေါ့နော်အရင်ကြောက်စရာမလိုပါဘူးအဲကီးဘုတ်ကလည်းအခုလိုမျိုးဖြည့်ရှင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်အစောကကျွန်တော်တို့ error တက်တဲ့ software လေးကိုတစ်ချက်နှိပ်ပြီး install လုပ်လိုက်ရမှာပေါ့နော်ဒါဆိုရင်တော့အဆင်ပြေသွားပါလိမ့်မယ်အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့အစောကတောင်း system optimization လေးကိုပြန်ဖွင့်ပေးလိုက်ပါပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် အဲအကောင်ကြီးကိုပိတ်ထားလိုက်မယ်ဆိုလို့ရှိရင်က software install လုပ်တာအဆင်ပြေသွားတယ်ဆိုပေမဲ့လေကျွန်တော် icon တွေအကြီးကြီးဖြစ်တာမျိုးတွေအပြီးသွားလို့ရှိရင် notification ကအဲ design တပြုံးကြီးနဲ့ပေါ်နေတာမျိုးတွေပြီးသွားလို့ရှိရင် setting ထဲမှာရှိတဲ့ဖောင့်နေရအစပြောင်းသွားတဲ့ပုံစံမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်အစောအကောင်ကြီးကျွန်တော်တို့ပြန်ပြီးတော့ဖွင့်ထားမယ်ပေါ့နော်ဘယ်လိုဖွင့်ရမလဲဆိုလို့ရှိရင်လည်းလွယ်လေးပါကျွန်တော် setting ထဲကိုသွားမယ်အဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ additional setting ထဲကိုသွားမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်အောက်ကိုဆွဲချလိုက်မယ် developer option လေးထဲကိုသွားမယ် အောက်ဆုံးကိုဆွဲချလိုက်မယ်။စွာကောင်လေးစီပြန်သွားတာနော်။တန်းကို system optimization စွာကောင်လေးပြန်ဖွင့်လိုက်ပြီးဆိုတာနဲ့အဆင်ပြေသွားပါပြီပေါ့နော်။ဒီနေ့လေးနဲ့ Xiaomi ဖုန်းတွေမှာ application error ဖြစ်တိုင်းဖြေရှင်းလို့ရပါတယ်။အားလုံးအဆင်ပြေကြပါစေ။နောက်လာမယ့် video လေးမှာအားလုံးနဲ့ပြန်တွေ့ပါမယ်။ကျွန်တော်ကတော့ Modern Techno ပါ။